ားလုံးမင်္ဂလာပါ UK Mastery Facebook နဲ့ YouTube Channel ကနေကြိုဆိုပါတယ် Champion ပြည်သက်တွေအောင်လာမင်္ဂလာပါကျွန်တော်တို့အခု England Premier League ကဒီနေ့ရာသီကိုမှဝင်ကွေ9နေရာရထားပြီးဖြစ်တယ်ဘာလို့ဆို Champion League မှာဥရောပကလပ်တွေအစီအလီကောင်းနဲ့ Europa League နဲ့ Conference ပါရောစုစုပေါင်း Premier League ကလပ်တွေ9သင်းထိ qualify နဲ့တက်တယ် Manchester City နဲ့ Liverpool ထွက်သွားတာကလည်းဝင်ရှင်ဆို Premier League ကပြိုင်ဘက်လိတွေထက် အမှတ်ပိုကောင်းတဲ့အတွက်အခုလောလောဆယ်မှာသူတို့ငားနေရရမယ်ဆိုတော့ချန်ပီယံလိဝင်ခွင့်ငားနေရတော့ဟုတ်ပြီဘယ်သင်းတွေဝင်ခွင့်ရမယ်ဆိုတော့ကျွန်တော်အမြင်တော့လက်ရှိအနေထားရလီဗာပူးနဲ့အာဆင်ကဖယ်ထားလို့ရတယ်လီဗာပူးကထားလိုက်တော့အာဆင်ဆိုရင်58မှာရပြီးတော့အဆင့်6ကအသင်းနဲ့17မှာကွာတယ်ဆိုတော့အာဆင်နဲ့လီဗာပူးကိုဖယ်ထားရင်နော်တန်ဖောရက်ရှိမယ်ချယ်လ်ဆီရှိမယ်မန်ချက်စတာစီးတီးရှိမယ်နယူကာဆယ်ရှိမယ်ဘရိုက်တန်ရှိမယ် ဖူလန်ရှိမယ်အာစတန်ဗီလာရှိမယ်နောက်ဆုံးဘုံမောက်ဘာကြောင့်လဲဆိုတော့အဆင့်၅နေရာကမန်စီးတီးနဲ့အဆင့်၁၀ကဘုံမောက်တောင်မှရမ်းဘက်ကွာမှုက၄မှတ်ပဲရှိတယ်ဆိုတော့ကစားဖို့ကြံတာကစုစုပေါင်း၉ပွဲကြံတယ်ဒီ၉ပွဲမှာအခုလောလောဆယ်အနေထားရချန်ပီယံလိဝင်ခွင့်ရမယ်အနေထားကတော်တော်လေးတော့ခံမှန်းရခက်နေတယ်ဒါအခုလက်ရှိအနေထားရချန်ပီယံလိဝင်ခွင့်ရဖို့ဆိုရင်ပြောဖို့တော့တော်တော်လေးခက်ပေမဲ့အခုလောလောဆယ်မှာအသင်း၅အသင်း၆အသင်းလောက်လုပ်နေတယ် ် Forest ကဖြစ်နိုင်ခြင်းအပြင်အဆင့်6က Newcastle နဲ့ဆိုရင်ခုနမှတ်ပြတ်နေတယ်နောက်တစ်ခုက Northern Forest ရဲ့လက်ရှိ form နဲ့ခြေစွမ်းကတော်တော်လေးငြိမ်ရော Northern Forest ကကျွန်တော်တို့ပြီးခဲ့တဲ့နှစ်နှစ်လောက်ကစပြီးတော့ England Premier League မှာ Champion League ဝင်ခွင့်ကို အသင်းကြီး Top 6 Club မဟုတ်တဲ့အသင်းတစ်သင်းကနေစပြီးတော့ဝင်လာတဲ့မှတ်တမ်းပေါ့လေပထမတစ်နှစ်မှာ Newcastle ဝင်တယ်ဒုတိယနဲ့မှာ Aston Villa ဝင်လို့ဒီနှစ်လေ Northern Forest က Champions League ဝင်ခွင့်ရဲ့ break နေရာကိုဝင်လာဖို့ညားနေတယ် သူပြင်းသူတို့ကချက်စီကိုသူတို့က၅မှတ်ဖြတ်ပြီးတော့မန်ချက်စတာစီးတီးကိုခုလောလောဆယ်မှာ၆မှတ်ဖြတ်ထားတယ်ဆိုတော့သူတို့ကိုယ်တိုင်အမှတ်ဖြတ်ထားတယ်ယူကာဆယ်ယူနိုက်တက်ကို၇မှတ်ဖြတ်ထားတယ်ဒါပေမဲ့ယူကာဆယ်ကတော့ဒီပွဲရောဆိုတော့နော်တန်ဖောရက်စ်ကအခုချန်ပီယံလိဝင်ခွင့်ရနိုင်မယ်လီဗာပူးနဲ့အာစနယ်ပြီးရင်သူတို့ကအကောင်းဆုံးအနေထားမျိုးရှိတယ်ဆိုတော့ဝက်စင်တွေကတော့ဘာမဆိုချန်သေးပေမဲ့အခု Northern Forest ကသူတို့ရဲ့အိမ်ခွင့်ပေါ့လေ Northern Forest ကသူတို့ရဲ့အိမ်ခွင့်မှာ Brentford နဲ့ချန်မယ် Chelsea ကိုချန်မယ် Everton ကိုကြံမယ် Leicester City ကြာပြီးတော့တစ်ဖက်က Man United နဲ့ကြာမယ်ဆိုတော့ Chelsea ရဲ့ Man United ရဲ့အသင်းကြီးနှစ်သင်းကြာပြီးတော့တစ်ဖက်မှာတော့ Forest ကအဆိုပြီးလာကိုအဝေးကွင်းကြံမယ် Crystal Palace ကိုအဝေးကွင်းပြီးတော့မှ Tottenham နဲ့ West Ham ဆိုတော့ Lord Forest ကပွဲက London မှာ Tottenham ရဲ့ West Ham ရဲ့ Crystal Palace ကပြီးတော့မှ Aston Villa နဲ့ဆိုတော့သူတို့ရဲ့အဝေးကွင်းပွဲကပွဲချက်တော့ Forest ကိုကျွန်တော်တို့ကတခါလေး Champions League ဝင်မယ်လို့ပြောတာခက်တယ် ဒါပေမဲ့ပြိုင်ဘက်အသင်းတွေနဲ့ချင်းသူတို့ချီကအငြိမ်ဆုံးပဲဒါတခြားအသင်းတွေကတပွဲနိုင်တပွဲရှုံးတပွဲနိုင်တပွဲရှုံးမှာသူတို့ကဘာပဲဖြစ်ဖြစ်၅ပွဲမှာ၄ပွဲ၃ပွဲလောက်နိုင်တပွဲလောက်ထထဖောက်တယ်ဆို Northern Forest ကအချိန်နဲ့အကောင်းဆုံးဖြစ်နိုင်တဲ့အချိန်မှာဒီနေရာမှာသူ့ရဲ့အောက်ကရှိတဲ့အသင်းက Chelsea Chelsea ကအခု London Derby မှာ Arsenal ကိုရှုံးနေ Chelsea ရဲ့ပြဿနာကအခုဒီရာသီမှာအဝေးကွင်း၄ပွဲဆက်တိုက်ရှုံးထားတဲ့ပြဿနာ Chelsea ကဒီနေ့ရာသီအတွင်းမှာ တို့ရလက်တွေအစောပိုင်းတောင်းလျှောက်ကောင်းပေမဲ့အခုတို့ရဲ့ခြေစွမ်းကတော်တော်လေးစွာခဲ့ဖြစ်နေတယ်။နောက်ပိုင်းပွဲတွေမှာ Leicester City တို့ Southampton တို့လိုဇာအောက်ကအသင်းတွေကလွဲရင် Chelsea ကဇက်တိုက်လိုက်ပွဲပြောင်းနေပြီးတော့အခုဒါနောက်ပိုင်းပွဲပေါ်လေကစားခဲ့တဲ့ပွဲတစ်လျှောက်လုံးမှာတို့နောက်ဆုံး၅ပွဲမှာ၃ပွဲရှုံးထားတယ်။အဝေးကွင်းမှာဇက်တိုက်ပဲရှုံးတယ်။ Manchester City ကိုတို့ရှုံးနေ၊ Brighton ကိုတို့ရှုံးနေ၊ Aston Villa ကိုရှုံးနေ၊ Arsenal ကိုရှုံးနေ။အဝေးကွင်းဇက်တိုက်ရှုံးနေ။တို့ဒီတစ်ပတ်မှာတို့စပါးတဲ့ခံရမယ်ပြီးရင် Rafu နဲ့ကံမဲ့ Ipswich Town နိုင်မဲ့ Fulham ကိုအဝေးကွင်းထပ်ကံမဲ့ Everton Liverpool Newcastle အဝေးကွင်း Man United အဝေး Forest အဝေးကွင်းဆိုတော့ Chelsea ရဲ့အဝေးကွင်းမှာ Forest အဝေးကွင်း Newcastle အဝေးကွင်း Fulham အဝေးကွင်းပြီးတော့မှ Brentford အဝေးကွင်းဆိုတော့ Chelsea ကလည်းသူတို့ရဲ့အဝေးကွင်းပွဲတွေကအမှန်တိုင်းပြောတော်တော်လေးခက်တယ်ဆိုတော့ Chelsea ကအိမ်ကွင်းမှာပဲ Tottenham Hotspur ကံရမယ် Ipswich Town ကံမဲ့ Liverpool နဲ့ Everton ကံရမယ် United ဆိုတော့သူတို့အိမ်ကွင်းမှာ Spurs ရဲ့ Liverpool ရဲ့ မန်ယူနိုက်တက်ရဲ့၃သိန်းကျန်တဲ့တွဲကြောင်ချယ်ဆီဟာဖီချာရတော်တော်လေးချက်တဲ့ပါပါလေဒါပေမဲ့အောက်ကအသင်းတွေချန်ပီယံလိဂ9နေရာတော့ဝင်ဝင်ရမယ့်အချက်တစ်ချက်ကြောင်ချယ်ဆီအတွက်ကတော့ဘလိုပဲဖြစ်ဖြစ်ချန်ရှိတယ်ဒါပေမဲ့ချယ်ဆီအနေနဲ့အဝေးကွင်းစတိုက်ရှုံးလို့မရဘူးအဝေးကွင်း၄ဘွဲ့စတိုက်ရှုံးထားသလိုသူတို့အဲ့အဝေးကွင်းမှာဘရက်ဖို့ရဲ့ဖူဟန်ရဲ့ ယူကာဆယ်ရဲ့ forest ကအမှန်တိုင်းပြောရင်လေးပွဲသလုံးတောင်ရှုံးသွားနိုင်တယ်လို့လေးပွဲသလုံးကခက်ခဲတယ် Grandfather ကချဲစီကိုအမြဲတုတ်ခပေးတယ် Fuan ကအနောက်လန်ဒန်ဒါဘီဖြစ်တဲ့အတွက်ကြောင့်ထင်သလောက်မလွယ်သလိုတစ်ဖက်ကယူကာဆယ် forest ကတကယ်မှာကျိုးတဲ့အသင်ဆိုတော့ချဲစီကဒါအဆင့်၄နေရာမှာလက်တလုံးရှိနေမယ်သူတို့အတွက်ကအမားလုံးဝလုပ်လို့မရဘူးသူတို့အိမ်ကွင်းမှာပြကျွန်တော်တို့ လက်ရှိနေထိုင်ရဆို Ipswich Town ကိုသူတို့နိုင်တယ်စပါးကတော်တော်လေး struggle ဖြစ်တော့ Chelsea အတွက် chance ရှိတယ် Everton ကိုနိုင်ချေရှိတယ် Man United ကလည်းပြောမှုခတ်တယ်စပါးတို့ United တို့က Europa League ကိုမူတည်တဲ့အတွက်ကြောင့်ခံမှန်းရခတ်တယ်ဒါပေမဲ့ Chelsea အနေနဲ့လုံးဝ short တွက်လို့မရဘူးသူတို့အသင်းကတဖြည်းဖြည်းချင်းအမှတ်တီတောင်းလျှောက်ဆုံးရှုံးနေတဲ့အခြေအနေပေါ့လေဆိုတော့နောက်ထပ်အသင်းက Manchester City Man City က DRT မှာတော်တော်လေးခံမှန်းရခတ်တယ်ဒီနေ့ရာသီအတွက်မှာ Manchester City ဟာပေကိုအားဖြင့်40တောင်ရှိပြီးတော့ဇက်တိုက်ကိုအခြေအနေဆိုးနေတယ် မက်ဆီဒီကကျွန်တော်တို့အရင်တော့ကမက်ဆီဆိုဒီလိုမဟုတ်ဘူးဒါပေမဲ့အခုမက်ဆီဒီတင်ကအသင်းကခန်းစစ်ပိုင်းကတော်တော်လေးအားနေတယ်ကိုသမားအက်ဒီဆင်ဒယ်ရနေဆိုအိုထီကလည်းအားမကိုရအောင်ခန်းစစ်ကအရန်ကိုဝီးဖြစ်ပြီးတော့လွယ်လွယ်ကူကူခူးပေးရတယ်အခုမန်စီးတီးကအခုဆက်တိုက်မှာပေါ့လေသူတို့ဖေဗူလာမှာအာဆယ်ကိုရှုံးပြီးခဲ့ကနေအာဆယ်ကိုရှုံးနေလီဗာပူးကိုရှုံးနေနော်တန်ဖောရက်စ်ကိုရှုံးနေအခုဘရိုက်တန်ကိုတေချလို့မန်စီးတီးသူ့အိမ်ခွဲမှာလက်စတာကိုခံရမယ်ခရစ်စတယ်ပဲလစ်ကိုခံရမယ်အက်စတိုဗီလာဝူဗာဟန်တန် ဟိုမှာအဲ့ငါးပွဲကအမှန်တိုင်းပြောရင်တော့အကုန်လုံးနိုင်ချေရှိတယ်အဝေးကွင်းမှာဆောင်းအောင်တဲ့တပွဲသူတို့နိုင်ချေရှိတယ်။နောက် Everton အဝေးကွင်းခတ်တယ် Man United ကပြောဖို့ခတ်တယ်။ဆိုတော့ Fulham အဝေးကွင်းဆိုတော့ Manchester City ရဲ့ feature က Chelsea တက်ဆိုင်ဘာဖြစ်ဖြစ်မဆိုးအိမ်ကွင်းပွဲတွေကိုသူတို့အမှတ်အပြည့်ယူနိုင်ဆိုအဝေးကွင်းကနေအမှတ်ရနိုင်တဲ့အသိတွေရှိတယ်။ လက်ရှိနေထားရစီတီရဲ့အမှတ်ကလူကဆယ်လို့ပါလို့ထက်တပွဲပူထီတော့တို့က48မှတ်ဆိုအပေါ်ကနော်တန်ဖောရက်စ်နဲ့6မှတ်กว่าရဲ့ချက်စီနဲ့တမှတ်กว่าတဲ့အောက်ကဘရိုက်တန်တို့ယူကာဆယ်တို့နဲ့တမှတ်ပဲกว่าလို့အဲ့ဒီအချိန်မှာယူကာဆယ်ကတပွဲရော့ထားတယ်ဆိုမန်စီးတီးလုံးဝ short တော့လို့မရဘူးမန်စီးတီးအမားတွေစတိုက်များနေတဲ့အခြေအနေရှိတယ်။နောက်တစ်သေးကတော့ဒါအခုလောလောဆယ်မှာညူကာဆယ်ညူကာဆယ်ကကျွန်တော်အမြင်တော့တော်တော်လေးခြေတည်ငြိမ်တဲ့အသင်းလို့ပြောလို့ရတယ်အထက်မှာပါတယ်။ သူတို့လက်ကြံပွဲရသူတပွဲရောက်ထားသူတို့ရဲ့အိမ်ကွင်းမှာ Brentford ကိုခံရမယ်ပြီးတာနဲ့ Chelsea နဲ့ခံရမယ် Crystal Palace ကိုခံရမယ် Everton ကိုခံရမယ်ပြီးတာနဲ့ Man United ကိုခံရမယ်ဆိုတော့ Chelsea နဲ့ United ကိုသူတို့အိမ်ကွင်းခံရမယ်နောက်တစ်ခုကသူတို့အသင်းရဲ့လက်ရှိအိမ်ကွင်းဖောင်ဟာဒီကဒီမှာတော်တော်လေးကောင်းတယ်ယူကာဆယ်အိမ်ကွင်းမှာဘုံမောင်းနဲ့ဘက်က Brighton ကိုရှုံးတယ်ပြီးတော့မှ ပူအောင်ကိုရှုံးတယ်အစောပိုင်းတော့ကစတိုက်ရလဲကောင်းထားတယ်။နောက်ညူခါဆယ်အဝေးခွင်းကိုပြန်ကြည့်တဲ့အခါမှာသူတို့အာစွန်ဗီလာနဲ့အာဆယ်ကိုအဝေးခွင်း၊ Brighton ကိုအဝေးခွင်း၊ Leicester ကိုအဝေးခွင်းကံပြီးဆိုတော့ Leicester တင်းရတော့တည်ချပါမယ်။အာစွန်ဗီလာ၊ Arsenal, Brighton ဒီသုံးဘွဲကလည်းသူတို့တို့ကခတ်တယ်ဒါပေမဲ့ Eddie Howe တင်းက injury တော်တော်လေးခင်းတယ်ဒရန်ရဲ့ကစားမှာရှားတယ်တော်တော်လေးလူဆုံးလာတဲ့အချက်တချက်ကသူတို့အားပါကြ7ဖို့ပါမပါတာကလွယ်ချန်နယ်ပိုင်းမှာပြောစရာရှိဘူး Okay Louis ဆိုနာသွားတာမှန်ပေမဲ့ကျွန်တော်တင်တော့ Newcastle ကတော်တော်လေး quality ကောင်းတဲ့အသင်းထဲမှာပါတယ်သူတို့လည်း chance ရှိတယ်မှာပါပြီးတော့ Brighton နဲ့ Fulham နဲ့ Aston Villa နဲ့ဘုံပေါက်မှာကျွန်တော်တင်တော့ Brighton chance ရှိတယ်အထူးသဖြင့် Brighton ရဲ့လက်ရှိ form ကတော်တော်လေးငြိမ်တယ်သူတို့ခြေတော်တော်လေးကောင်းတယ် Brighton ဟာအိမ်ကွေးမှာ Aston Villa ကိုခံရမယ်။အဖက်က Leicester ရဲ့ Liverpool ရဲ့ Newcastle ရဲ့ဆိုတော့ပြိုင်ဘက်အသင်းတွေက Leicester နဲ့ Aston Villa နှစ်သင်းကိုကားမယ်ဆိုတဲ့အချက်တစ်ချက်ကသူတို့အတွက်ပြိုင်ဘက်တွေကိုအားကာချက်ဖြစ်တဲ့တခါသူတို့အဝေးကွေးအနေထားရ ရန်ဖို့ကိုအဝေးကွင်းခရစ်စတန်ပဲလစ်ကိုအဝေးကွင်းပြီးတော့မှစပါ့စ်ကိုအဝေးကွင်းခံရမယ်။ဟူဗာဟတ်တာအဝေးကွင်းဆိုဘရိုက်တန်ရဲ့ feature ကတခြားအသင်းတွေနဲ့ရှင်းရှင်းဘရိုက်တန်ကညူကာဆယ်နဲ့ forest ဆိုရှိတယ်။ဒါပေမဲ့ဘရိုက်တန်ရဲ့ feature ကခြားအသင်းတွေနဲ့ရှင်းရှင်းအရင်မဆိုးလောက်။နောက်တစ်ခုကဘရိုက်တန်ကတော်တော်လေးငြိမ်တဲ့အထက်မှာပါတယ်။အခုလက်ရှိမှာပေါ့လေဘရိုက်တန်ဟာအခုစပါ့ကိုအဝေးကွင်းဟူဗာဟတ်တာကိုအဝေးကွင်းခရစ်စတန်ပဲလစ်ကိုအဝေးကွင်းဘရန်ဖို့ကိုအဝေးကွင်းသူတို့အဝေးကွင်းအရင်မချဘူး။ကျွန်တော်ထင်တော့ဘရိုက်တန်နဲ့ချက်ရှိတယ်။အဆိုပြီးလားတော့ပြောဖို့ခက်တယ်။ အာစဗီလာအသင်းကအခုလက်ရှိအိမ်ခွင်းမှာဖူဟန်တို့ညူကာဆယ်တို့နော်တန်ဖောရက်စ်တို့ဒီလိုအသင်းတွေနဲ့ချန်တို့အာစဗီလာကအိမ်ခွင်းအများကြီးကံကားတို့သူတို့အာစဗီလာအသင်းရဲ့အဝေးခွင်းမှာ ဘုံမောက်ရှိတယ်ဘရိုက်တန်ရှိတယ်မန်စီးတီးမန်ယူနိုက်တက်ဆောင်းတန်ဆိုဗီလာကလည်းအူနိုက်အမရီသင်ကချန်ပီယံလိဘုံမူတည်ပြီးတော့သူတို့ချက်ရှိတယ်နောက်ဘုံမောက်တို့ဖူဟန်တို့ကတော့ကျွန်တော်ထင်တော့ဖြစ်နိုင်ခြင်းနေတယ်ဒါချန်ပီယံလိဘုံကအတွက်ကျွန်တော်ထင်တော့လီဗာပူးအာဆင်နယ်တေးရတေးချာမယ်ဖောရက်စ်ကတေးချာတော့ဖြစ်မယ်၅နေရာဖြစ်တဲ့အတွက်ဆိုကျန်တဲ့၂နေရာအတွက်ချယ်ဆီရဲ့မန်စီးတီးရဲ့ညူကာဆယ်ရဲ့ဘရိုက်တန်ရဲ့ဒီ၄သင်အဓိကလူနိုင်တယ်ဖူဟန်ကတော့ပြောဖို့နည်းနည်းလေးခက်ပြီးမယ်ကျွန်တော်တို့အဲ့ဒီ၄သင်သဘောကျတယ်ချန်ပီယံလိဘုံကဘယ်သူရမယ်လို့ထင်ကြတယ် ကိုမမဝင်အောင်မချက်ပြကြပါအားလုံးကြီးကျွန်ပါတယ်။